ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါခင်ဗျအားလုံးမင်္ဂလာပါလို့เนาะဒီနေ့မှာတင်ငန်းစာလေးပေါ့เนาะဆယ်ခွန်းပေါ့เนาะတင်ပေးပါမယ်လို့ဒီနေ့မှာစကားအဓိပ္ပာယ်ဆယ်ခွန်းကိုကျွန်တော် share ပေးမှာဖြစ်ပါတယ်เนาะအဲ့ဒါဗာလိတွေလဲဆိုတော့ကျွန်တော်နဲ့အတူအဆုံးတရုပ်ကြည့်ကြအောင်ဘလူလေးလာမလဲဆိုတော့တခွန်ပြီးတခွန်လေးလာပေါ့เนาะအဲ့လိုဆိုပို့လို့စင်ပြေတယ်โอเคစမယ်เนาะဒါဆယ်ခွန်းနဲ့ပါ ါနေ့စဉ်၃လေးတွေပေါ့နော်အနေ့စဉ်၃လေးတွေဖြစ်ပါတယ်နံပါတ်၁တန်ထွက်ကိုကျွန်တော်အင်္ဂလိပ်စာနဲ့ရောမြန်မာစာနဲ့ပါကျွန်တော်ကြိုးစားပြီးတော့ကြည့်ပြထားပါတယ်ဒါမဲ့ကျွန်တော်ကိုယ်တိုင်ကလည်းပြောပြမှာဖြစ်တဲ့အတွက်ကျွန်တော်တန်လေးကိုနားထောင်ပြောလဲလက်ပြောပေးလို့ရပါတယ်ဟောအဆင်ပြေတယ်ဆိုလို့ရှိရင်တငယ်ချင်းတွေကိုနည်းရှင်းပြပါလို့ပြောချင်ပါတယ်โอเคစမယ်အဲ့ဒါဘာလဲဆိုတော့ဘဲသွားပြီးလာတယ်လေပေါ့နော်စူလိုတဲ့အိဘဲဘဲသွားပြီးလာတယ်ပေါ့နော်အဲ့လိုကြတော့ထိုင်းလုံးနဲ့ဘလူးပြောလဲဆိုတော့ တခါလေးရေးပေးထားပါတယ်ပိုင်နိုင်မာ sorry ပိုင်နိုင်မာဆိုတော့ဘယ်သွားပြီးလာလဲပေါ့နော်ဆိုလိုတာတယောက်ယောက်ကိုအမေအရင်ဘယ်သွားပြီးလာလဲပေါ့နော်ဘယ်သွားပြီးတော့လာလဲဆိုလိုပြီးတော့မေးမကွာအဲ့အဲ့ဒါကို ပိုင်နိုင်မာဆိုပြီးတော့မေးတာဖြစ်ပါတယ်နော်အဲ့ဒါနံပါတ်1 okay နံပါတ်2ကိုသွားမယ်နံပါတ်2မှာကျတော့ထမင်းစားပြီးပြီလားထမင်းစားပြီးပြီလားဆိုပြီးတော့မေးမကွာအဲ့အဲ့လိုပေါ့နော် ဒါနေ့စီ3လေးယူတော့အင်မတန်မှအသုံးဝင်ပါတယ်အာဓမင်းစားပြီးပြီလားဆိုတာကြတော့กินข้าวหรือยังกินข้าวหรือยังဓမင်းစားပြီးပြီလားအာမဓမင်းနေရာမှာဒီပြည့်ရာကြီးလဲထဲလို့ရတယ်เนาะမုတ်ဆိုလဲမုတ်ပေါ့เนาะกินขนมหรือยังမုတ်စားပြီးပြီလားกินข้าวหรือยังဓမင်းစားပြီးပြီလားกินก๋วยเตี๋ยวหรือยังก๋วยเตี๋ยวစားပြီးသွားပြီလားပေါ့เนาะအဲအဲ့လိုမျိုးတွေတုံးလို့ရပါတယ်เนาะအခြေခံလေးတွေတစ်ခါပြောပြလိုက်တာဖြစ်ပါတယ်เนาะ အခုစားနေတဲ့ခုခုပေါ့နော်အဲကွေဘူချီလီယံกินကွေဘူချီလီယံဆိုလို့ရှိရင်ကျွန်တော်တို့ငပြောသည်အမုတ်စားပြီးသွားပြီလားပေါ့နော်အဲလိုမျိုးအများကြီးပြောလို့ရပါတယ်ကိုဆိုင်နဲ့အရောက်ပြောလို့ရပါတယ်နော်กินต้มยำလေးយ៉ាងဆိုလို့ရှိရင်ต้มยำတုံရန်စားပြီးပြီလားပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်နော်ဒါနံပါတ်2ဖြစ်ပါတယ်โอเคနံပါတ်3သွားမယ်နံပါတ်3မှာကြတော့ဒီနေ့ရာတိဥရုကောင်းလွန်းနေ ပြောမှာဆိုဒီနေ့ရန်သူတို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပြောမှာဝနီဆိုတာဒီနေ့ကိုပြောတာဖြစ်ပါတယ်အကာဆိုတော့အကာအာရသည်ဥတုပြောတာဗောနောပြောမှဆိုအကာဆိုတာအာဒီချန်ဒီချန်တိတ်ပြီးတော့ကောင်းတာပဲအကုန်လုံးပေါင်းလိုက်တော့ဝနီအကာဒီချန်ဝနီအကာဒီချန်ဒီနေ့ရသည်ဥတုကောင်းလုံးတယ်ဗောနောအာ ရည်သူကောင်းလို့နဲ့တားကောင်းတဲ့တိတ်ကောင်းတာပဲအဲလိုမျိုးပေါ့နော်အဓိပ္ပာယ်ကကြတော့ဒီနေ့ရည်သူတို့ကောင်းတဲ့တာယာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါနံပါတ်3ပါโอเคနံပါတ်4ဥသွားမယ်နံပါတ်4ကကြတော့ဘာလဲဆိုတော့ဖြည်းဖြည်းပြောပြပါပေါ့နော်အကျေစုပြုဖြည်းဖြည်းပြောပြပါဆိုတာပုံမှန်မယ်နော်စာကြံခဲ့တာဖြစ်ပါတယ်โอเคစာကြံခဲ့ပါလေဟာအာ နော်သူကကျေးဇူးပြု၍ပေါ့နော်ကျေးဇူးပြုပြီးကျေးဇူးပြုပြီးတမဟုတ်ကျေးဇူးပြု၍ပေါ့နော်အာကျေးဇူးပြု၍ဖြည်းဖြည်းပြောပေးပါဆိုပြီးတော့ပေါ့နော်သူရဲ့အတိတ်ကအာပြောမစွန်းကွာအာ ငါ့ကိုစကားပြပြပြောပေးဆိုရင်အဲ့လိုမျိုးတွေပဲပေါ့နော်ပြောမှဆိုရင် okay ကျေးဇူးကြီးပြပြပြောပေးပါဆိုပြီးတော့ပြောမှာကွာချွိဖူးချာချာကုညီပြီးတော့ပေါ့နော်ကျေးဇူးပြု၍ကုညီပြီးတော့ပြပြပြောပေးပါဆိုပြီးတော့အဓိပ္ပာယ်ဖြစ်ပါတယ်ချွိချွိဆိုတာကုညီပြီးတော့ပေါ့နော်ဖူးဆိုတာပြောတာကိုပြောတာချာချာဆိုတာပြပြပေါ့နော် noise ဆိုနည်းနည်းပေါ့နော် အကုန်လုံးပေါင်းလိုက်တော့ချွေဖူချက်ချမ်းနိုင်ဆိုလို့ရှိရင်ကျေးဇူးကြီးဖြည်းဖြည်းပြောပေးပါဆိုတဲ့အိပဲပေါ့နော်နည်းနည်းဖြည်းဖြည်းပြောပေးပါပေါ့နော်ကျေးဇူးကြီးနည်းနည်းလေးဖြည်းဖြည်းပြောပေးပါဆိုတဲ့အိပဲဖြစ်ပါရင်နော်အဲစကားပြောတာမြန်တဲ့သူတွေကိုပေါ့နော်ကိုကအာဒီစကားဖြည်းဖြည်းပြောအဲအဲ့လိုမျိုးပေါ့နော်စကားဖြည်းဖြည်းပြောပေးပါဆိုပြီးတော့ပြောလို့ရှိရင်သုံးတဲ့စကားဖြစ်ပါတယ်ချွေဖူချက်ချမ်းနိုင်ช่วยผู้ช้าๆหน่อย နော်ကျေးဇူးပြုပြီးပြပြပြောပေးပါပေါ့နော်ပြောမစိုးခစကားပြပြပြောပေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်နံပါတ်၄ဖြစ်ပါတယ်โอเคနံပါတ်၅အောင်သွားမယ်နံပါတ်၅မှာကြာတော့ဘာလဲဆိုထမလိုက်ယူထမလိုက်ယူဘာလုံးနေတာလဲပေါ့နော်ပြောချင်တာထမလိုက်ယူဘာလုံးနေတာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ထမလိုက်ယူဘာလုံးနေတာလဲအဲ့လိုပေါ့နော်တရားရောက်ကိုမေးဘာလုံးနေတာလဲပေါ့နော်အဲ့လိုမေးမယ်ဆိုလို့ရှိရင်ထမလိုက်ယူ ာလုံးနေတာလဲဟုတ်ကဲ့ပါဒီလိုမျိုးတွေမေးသွားလို့ရပါတယ်နော်အဆင်ပြေမလို့ထင်ပါတယ်ဒီနေ့မှာတေကနေ9ဒီလောက်ပဲကျွန်တော်ရှင်းပြတာဖြစ်ပါတယ်နော်နောက်နေ့တူလဲခါတိုင်းလိုပဲပေါ့နော်ပုံမှန်လေးတွေပဲကျွန်တော်တင်ပေးနေမှာဖြစ်တဲ့အတွက် follow မလို့ရသေးရင် follow လေးလုပ်သွားပါလို့ပြောချင်ပါတယ်နော်နေကိုရဲ့ social media မှာလည်း share ပြပါလို့ပြောချင်ပါတယ်ကျွန်တော်နေ့တိုင်းလိုတင်ပေးနေမှာဖြစ်ပါရင်เนาะအားလုံးကျေးဇူးတင်ပါတယ် thank you ပါ